ကဲကျွန်တော်ရင်းကုန်ပြောရှင်တာရော့ဗီဒီယိုကိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ရဝေးရန်ဒီပြည်ရင်းပြပအနေအစင်အမြဲတောက်လျှောက်ကြည့်ရှုအားပေးနေကြတဲ့မိတ်ဆွေတဦးတယောက်တိုင်းကိုလည်းကျွန်တော်တို့ဒီနေရာကနေအမြဲပြောနေကြတဲ့အတိုင်းအထူးကျေးဇူးတင်ပါတယ်အဲ့တော့ဒီဘက်မှာလည်းတပတ်တာကုဏ္ဏသာသမီကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်22မှာ9ရက်ဇွန်လ2025တနင်္ဂနွေနေ့ကနေပြီးတော့9ရက်ဇူလိုင်လ2025စနေနေ့အထိတပတ်တာအတွင်း ကျွန်တော်တို့တနင်္ဂနွေသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကျွန်တော်ကြည့်လိုက်ကြရအောင်ကဲတော့တနင်္ဂနွေသားသမီးမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ကောင်းသောခရီးတွေထွက်ရမှာဖြစ်ပါတယ်ကိုမျော်လင့်ကြံစည်ထားတဲ့ကိစ္စတွေအောင်မြင်ပြီလို့ပြောလို့ရတဲ့အတိတ်နမိတ်ဖြစ်ပါတယ်အဲ့တော့ကို့မှာကိုဖြစ်ချင်တဲ့မျော်လင့်ထားတဲ့အရာလေးတွေကဒီတစ်ပတ်မှာတော့ဖြစ်ပြီး ဟလာကောင်းတော်ကြီးပျော်ရှင်စရာခကြီးတို့မဟုတ်အလုတ်ကိစ္စနဲ့ပတ်သက်တဲ့ခကြီးကို့အတွက်ဟလာကောင်းချိုးတွေဖြစ်မဲ့ခကြီးမျိုးတွေသွားတတ်တယ်အဲ့လိုသွားရရင်လည်းကောင်းတယ်အဲ့တော့အရေးကြီးကြီးစဉ်ကိစ္စတွေလုပ်လို့ရတယ်လက်မဲ့အခြေအနေဟလာလက်ပလာအခြေအနေဆုံးရှုံးထားတဲ့အခြေအနေတွေဟလာကုန်ကြထားတဲ့အကုန်ကြတွေများထားတဲ့အခြေအနေကနေလက်ရှိအခြေအနေပြန်ဖြစ်လာမယ်လက်ဝယ်ပိုင်ဆိုင်မှုအဲ့တော့ထွက်သွားတဲ့ငွေတွေပြန်ဝင်လာမယ့်သဘောမှရှိတယ်ငွေကြီးနဲ့ပတ်သက်ရင်ဟလာကန်ကောင်းမယ်ဆိုတဲ့တပတ်တာဖြစ်တယ် ဲ့တော့လုပ်ငန်းတွေပြတ်ရွေးနေတဲ့မိတ်ဆွေများအနေနဲ့လုပ်ငန်းတွေပြန်လဲလက်ပတ်ကောင်းမလာမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှဆိုလို့ရှိရင်တော့ဟာလာကိုဟာရက်ဝေးမှာရှိတဲ့သူတွေနဲ့ဟာလာအဆက်အသွယ်ကောင်းအကူအညီကောင်းအထောက်ပံ့ကောင်းတွေရတာမျိုးတွေလည်းကြုံရတတ်တဲ့တစ်ပတ်တာဖြစ်ပါတယ်ရက်ဝေးရနဲ့သတင်းတူသတင်းကောင်းတွေသတင်းစကားတွေကြားရတတ်တဲ့ဟာလာရက်ဝေးနဲ့ချိတ်ဆက်ပြီးလောက်ရမယ့်အလုပ်မျိုးတွေအောင်မြင်မဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုပိုင်လုပ်ငန်းအယောင်းဝယ်လုပ်တဲ့မိတ်ဆွေများအနေနဲ့ဆိုရင်လည်းဒီတစ်ပတ်မှာအယောင်းဝယ်တွေကပို့ပြီးတော့ တာမန်နဲ့မတူပြီးခဲ့တဲ့ကာလတွေမှာမကောင်းရင်တော့ဟာရောင်းဝယ်တွေကိုပိုင်လုပ်ငန်းတွေကအားကောင်းလာတာဟာပူကောင်းလာတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကျမကြီးရှုတော့ကြည့်မယ်ဆိုလဲကျမကြီးအနေနဲ့ဟာအဲနည်းနည်းလေးအဲညောင်းညာကြိုက်ခဲတာမျိုးလေးအနေငယ်ဖြစ်တဲ့ဒါပေမဲ့စိုးရင်လောက်တဲ့အခြေအနေမျိုးမှာမရှိပါဘူးအချစ်သူကြီးစားနဲ့ခိတ္တကွဲကွာတာနည်းနည်းလေးနားလည်မှုလွဲတာမျိုးလေးတွေဖြစ်တဲ့ဒါလည်းပဲအရင်စိုးရင်တဲ့အခြေအနေမှာမရှိပါဘူးအဲ့တော့အထူးအဖြစ်ဒီတစ်ပတ်မှာကတော့လုပ်ငန်းတွေကောင်းမယ် ဟုတ်လားငွေကြေးနဲ့နာမည်ကုန်သတင်းတွေတက်မယ်ဆိုတော့တပတ်တာဖြစ်ပါတယ်ဘလို့ပဲဖြစ်ပါစီဒီတပတ်ဒီကံကောင်းနေတဲ့တပတ်တာဖြစ်တဲ့အတွက်ဟုတ်လားမိမိလှုပ်စရာရှိတာတွေကိုဇွဲကောင်းကောင်းနဲ့ကြိုးစားသွားမယ်ဆိုရင်တော့ဟုတ်လားကိုလှုပ်ချင်တာဖြစ်ချင်တာတွေကဖြစ်မဲ့ကံကောင်းနေတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတပတ်မှာဟုတ်လားအရေးကြီးကိစ္စများရှိကဆောင်ရွက်လူကဆောင်ရွက်ခြင်းပြင်အောင်မြင်မဲ့တပတ်တာဖြစ်ပါတယ်ဒီတပတ်ရဲ့ကံကောင်းလက်ရှင်ကဏ္ဍဒီ၅ကဏ္ဍအကျိုးပေးတဲ့အကြောင်းကတော့အဝါရောင်ဖြစ်ပါတယ်တနင်္ဂနွေသားသမီးမိတ်ဆွေများအတွက်လမ်းညွှန်ဟောကြားပေးခဲ့တာပါ